မင်္ဂလာပါလူချင်းမင်းတို့ခင်ဗျကျွန်တော်ရဲ့ BOC Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တမိုင်းရဲ့အကြီးမားဆုံးစစ်တီတော်တွေကမ္ဘာ NL ရှိသောပင်လယ်ဓားတွေဖြစ်ခေါ်ခံရသူတွေသူတို့ကမြောက်ဥရောပရဲ့ပင်လယ်ရေခဲပြင်တွေကိုဖောက်ထွင်းပြီးတော့ကမ္ဘာကြီးတစ်ခုလုံးကိုစိုးမိုးဖို့ကြိုးစားကြကြတဲ့ Viking စစ်တီတော်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဘလို့လို့ပြီးအဲ့ဒီခေတ်ကအခြားလူမျိုးတွေမရောက်နိုင်တဲ့ကမ္ဘာနေရာတွေကိုသူတို့ရောက်ရှိခဲ့ကြတာလေ။သူတို့ရဲ့အောင်မြင်မှုတွေဟာတမိုင်းမှာလှုပ်ဝဲဆန်းကျင်နေစေဖြစ်တဲ့ ရေချောင်းသွာလာရေးစွမ်းရည်ကြောင့်ပါဘိုက်ကင်းလို့ခေါ်တဲ့အေဒီ၈ရာစုကနေ၁၇ရာစုကာလဟာကျန်းတန်းတဲ့ဘိုက်ကင်းတွေရဲ့လွှမ်းမိုးမှုနဲ့ထင်ရှားခဲ့ပါတယ်ဘိုက်ကင်းတွေဟာသူတို့ရဲ့ယဉ်ကျေးမှုစေးရဲဗျူဟာနဲ့ကမ္ဘာအမြင်ကိုပုံဖော်ပေးတဲ့ရေချောင်းသွာလာရေးကိုသာအားကိုးခဲ့ရပါတယ်ဥရောပတိုက်သားတွေအများစုတို့ပင်လယ်ကြီးကကြီးမားတဲ့အတားစီဖြစ်ခဲ့ပေမဲ့ဘိုက်ကင်းတွေအတွက်ကတော့ကမ္ဘာကြီးကိုချိတ်ဆက်ပေးတဲ့အဝေးပြေးလမ်းမကြီးပါပဲဘိုက်ကင်းတွေကိုမကြောက်မရွံ့စူးစမ်းသူတွေဖြစ်သမိုင်းကအတိမတ်ပြုထားပါတယ် သူတို့ရဲ့ကမ္ဘာအမြင်ဟာအခြားလူဖွဲ့စည်းတွေနဲ့လုံးဝကိုကွဲပြားပါတယ်။သူတို့တွေအတွက်သမုဒ္ဒရာဆိုတာအန္တရာယ်မဟုတ်ပါဘူး။အဲ့ဒါစီးစင်ဥစ္စာဂုံတိတ်ခါတွေနဲ့ခြေချနေတိုင်းရဒေသတွေကိုယူဆောင်လာပေးမယ်အခွင့်အလမ်းပဲဖြစ်ပါတယ်။သူတို့ဟာအတ္တလန်နဲ့သမုဒ္ဒရာကိုဖျက်ချော်ပြီးတော့အိုက်စလန်နဲ့ဂရင်းလန်းထိရောက်ခဲ့ရောမကပဲဒီတိန်ပြင်သစ်ကနေရုရှားမြေချောင်းတွေအထိပါစီးနင်းခဲ့ကြတာပါ။အခြားသူတွေပင်လယ်ကိုနန္နမိတ်ဖြစ်တတ်မှတ်နေချိန်မှာဘိုက်ကင်းတွေကတော့ရေပြင်ကိုအင်ပါယာချဲ့ထွင်ဖို့နဲ့ ကွန်တရေးကွန်ရက်ထူထောင်မှုအဓိကကရိယာပြည့်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ဘိုင်ကင်သင်္ဘောရှင်များလို့ခေါ်တဲ့နောင်ရှိတွေဟာကမ္ဘာသမိုင်းမှာဒီဇိုင်းပိုင်းအရအတော်ဆုံးတည်ထွင်မှုတွေကတစ်ခုဖြစ်ခဲ့ပါတယ်။သူတို့ကစစ်သင်္ဘောလို့ခေါ်ပေမဲ့တကယ်တော့ဗက်ဆုံသုံးမော်တော်ယာဉ်တစ်မျိုးပါပဲ။ဒီသင်္ဘောတွေရဲ့ဒီဇိုင်းတွေကိုကြည့်မယ်ဆိုရင်အဓိကချက်ကတော့ short load drag ပဲဖြစ်ပါတယ်။သင်္ဘောရဲ့အောက်ခြေကအလွန်တိမ်ပါတယ်။သင်္ဘောကိုယ်တဲ့တစ်ခုလုံးကရေများတွေကိုတစ်ထပ်ပေါ်တစ်ထပ်ဆင်းပြီးတိဆောက်ထားတဲ့အတွက် လိုင်းပုတ်တံကိုခံနိုင်ရှိပြီးတော့ပချိန်ထဲမှာပေါ်ပါခိုင်ခန့်နေပါတယ်။ဒီတိုင်းကပေးတဲ့အားသာချက်တွေကတော့နံပါတ်၁အမြန်နှုံးပါ။ရွက်ကိုလေအားနဲ့မောင်းနေနိုင်တယ်လို့လေအေးခိုက်တဲ့ကစစ်တီတော်ရဲ့လေတက်အားနဲ့ပါလင်းမြန်စွာရွေးလျားနိုင်ခြင်းပဲဖြစ်ပါတယ်။နံပါတ်၂ကတော့ရေနှက်ပိုင်းနဲ့ရေတိမ်ပိုင်းနှစ်မျိုးလုံးသွာလာနိုင်ခြင်းပါပဲ။ဒါကြောင့်သမောဒရာကိုဖျက်ချနိုင်တယ်လို့ရစ်တွေချောင်းတွေတဲ့အထိပါဝင်ရောက်နိုင်တာပဲဖြစ်ပါတယ်။နံပါတ်၃ကတော့ကန့်တက်လွယ်ကူခြင်းပါ။ ကိုက်ခိုက်မှုအပြင်မှာတင်မောကိုကန်းဆက်နာအထိကပ်ပြီးစစ်သည်တွေကိုလင်မြန်စွာဆင်းသက်စေနိုင်ခြင်းစတဲ့မဟာဗျူဟာမြောက်အားသာချက်တွေဖြစ်ပါတယ်။ဒီတင်မောတွေကဘိုက်ကင်းတို့ရဲ့ရေတက်အင်အားကြီးမားမှုရဲ့အစပဲဖြစ်ပါတယ်။သူတို့တွေရရေချောင်းစစ်တင်ရေးကိုအစင်းတစ်တစ်ခုစီကိုယူဆောင်သွားခဲ့ပါတယ်။အခြားဥရောပတိုက်သားတွေရဲ့ကြီးမားလေးတန်တဲ့တင်မောတွေကကန်ယိုတန်းကိုသာသွာလာနိုင်ပေမဲ့ဘိုက်ကင်းတွေကတော့သူတို့ရဲ့လောင်းရှိတွေကြောင့်ပြိုင်ဘက်မရှိတဲ့ရေတိမ်ပိုင်းဗျူဟာကိုအသုံးပြုနိုင်ခဲ့ပါတယ်။ ူတို့ကမြေချောင်းတွေကိုရေတက်အခြေစိုက်စခန်းပြင်အသုံးပြုပါတယ်။တင်မော်ရဲ့အတိန်သားဒီဇိုင်းကြောင့်ပြင်သစ်ရဲ့စိန်နေမြေရုရှားရဲ့ဘလော့ကာမြေဗီဒန်ရဲ့တန်မင်းမြေတွေရဲ့အလဲပိုင်းတွေဝင်ရောက်ပြီးတော့ဂုံတွေမိုင်းမျိုးတွေကိုရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ရန်သူကမမျှော်လင့်တဲ့ဘက်ကရောက်လာတဲ့အတွက် ခုခံနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါအပြင်လိုအပ်ရင်တင်မော်ကိုယ်တည်းကိုခဏဖြိုးပြီးမြေပြင်ပေါ်ကနေတဆင်းချင်းသေဆောင်သွားခြင်းလိုမျိုးနီးပညာကိုပါကျွမ်းကျင်ခဲ့ကြပါတယ်။ဒါကြောင့်မြေတဆင်းကနေနောက်တဆင်းကိုကုန်းချောင်းပြင်ချိတ်ဆက်ပြီးသွားလာနိုင်ခဲ့တဲ့အတွက် ဘိုက်ကင်းတွေအတွက်လုံးဝကိုအတားအဆီးမရှိတော့ပါဘူးဒီလိုနီးပြူအားတွေကြောင့်ဥရောပသားတွေဟာဘိုက်ကင်းတွေကိုသမုဒ္ဒရာကထွက်လာတဲ့နတ်ဆိုးများလိုတောင်ထင်ခဲ့ကြရတာပါသူတို့တွေကခင်မီတန်လိုက်အိမ်မောင်နေမှာပါပဲနဲ့ပွင့်လင်းသမုဒ္ဒရာကိုဘလို့ဖျက်ကျော်ခဲ့တာလဲဒါသူတို့ရဲ့လမ်းညွန်မှုပညာရဲ့ရဲ့အစွမ်းပါပထမဆုံးသူတို့ကအခြေခံနက္ခတ္တဗေဒကိုအသုံးပြုပါတယ်ညဘက်ဆိုရင်ပိုစတာကိုအဓိကထားပြီးဥတီချက်ကိုသိနိုင်ပါတယ်ဒါပေမဲ့နှင်းမုံတိုင်းနဲ့တိမ်ဖုံးနေတဲ့နေ့တွေမှာလမ်းပြောက်ဖို့လွယ်ကူပါတယ်အဲ့ဒီအခါမှာတော့ နေအောင်ကြောက်တုံးလို့ခေါ်တဲ့တလင်းကြောက်တမျိုးကိုအသုံးပြုခဲ့တယ်လို့သီအိုရီများကဆိုပါတယ်။ဒီကြောက်တုံးကတိမ်ရီကြားမှာပုံနေတဲ့နေရဲ့အနေအထားကိုဖော်ပြပေးနိုင်တဲ့အတွက်မှန်ကန်တဲ့လမ်းကြောင်းကိုသိရှိစေခဲ့ပါတယ်။ဒုတိယချက်ကတော့သဘာဝလက္ခဏာတွေကိုဖတ်တာပါ။ကမ်းနယ်ဝေးတဲ့ပင်လယ်ပြင်မှာတော့ဘိုက်ကင်းတွေဟာပင်လယ်ငှက်တွေရဲ့ပြန်တမ်းရာဥတီချက်ပင်လယ်ရေစီးကြောင်းရဲ့အယောင်လေရဲ့အနက်နဲ့ဝေလက်ငါးတွေရဲ့သွာလာမှုတွေကိုစောင့်ကြည့်ပြီးတော့ကုန်းမြင့်နဲ့ဘလောက်ဝေးကနေပြီလဲဆိုတာကိုခန့်မှန်းနိုင်ခဲ့ကြပါတယ်။ ဒီလိုမျိုးသဘာဝလက္ခဏာတွေကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ခဲ့ခြင်းကသူတို့ရဲ့ရေချောင်းခီးစဉ်တွေကိုလုံခြုံစေခဲ့တာပါပင်လယ်ပင်ဟာရက်စက်ကြမ်းတမ်းပါတယ်အထူးသဖြင့်မြောက်အတလန်နိုင်သမုဒ္ဒရာဆိုတာလူသားတွေအတွက်သုတ်တန်နဲ့တူပါတယ်ဒါပေမဲ့ဗိုက်ကင်သင်္ဘောမှုတွေဟာရာသီဥတုခံမှန်းခြင်းမှာကျွမ်းကျင်သူများဖြစ်ပါတယ်သူတို့ဟာလေတိုင်းနှုံးတွေလိုင်းတဘိုးတွေရဲ့အရွယ်စားနဲ့ပုံသဏ္ဍာန်ကိုတာမန်မျက်စိနဲ့ကြည့်ရုံနဲ့ဘယ်နေရာမှာမုန်တိုင်းကြီးရှိနေတယ်ဘယ်နေရာမှာလိမ်ငိမ်သွားမယ်ဆိုတာကိုကြိုတင်ခန့်မှန်းနိုင်စမ်းရှိပါတယ် ဥပမာရေပြင်ပေါ်ကလိုင်းလုံးတွေကရုတ်တရက်ပြားသွားတာဒါမှမဟုတ်အယောင်ပြောင်းသွားတာကိုမြင်ုံနဲ့အနီးနားမှာကံယိုတန်းရှိနေပြီဆိုတာကိုသိခဲ့ကြပါတယ်ဒီလိုမျိုးလေနဲ့လိုင်းတပုတ်ကိုဖတ်ရှုတဲ့ပညာကဘိုက်ကင်သင်္ဘောမှုတွေရဲ့အဖိုးမပြတ်နိုင်တဲ့အတွေ့အကြုံကနေဆင်းသက်လာတာပါသူတို့ကရာသီဥတုဆိုးဝါးအချိန်မှာပင်လယ်ပြင်ကိုရှောင်ရှားဖို့တဲ့အန္တရာယ်ကိုအခွင့်အရေးအဖြစ်ပြောင်းလဲဖို့ကိုရွေးချယ်ခဲ့ကြပါတယ်သမုဒ္ဒရာနဲ့ပေါင်းစပ်နေတဲ့သူတို့ရဲ့စိတ်ဓာတ်ကရေချောင်းခရီးရှိတွေကိုအောင်မြင်စေခဲ့တဲ့မောင်းနေရတစ်ခုလည်းဖြစ်ပါတယ် ခင်မီမြေပုံတွေမရှိခဲ့ပေမဲ့သူတို့တွေမှာသူတို့ရဲ့ကိုယ်ပိုင်မှတ်တမ်းနည်းလမ်းတွေရှိခဲ့ပါတယ်။ဒါကတော့အတွေ့အကြုံနဲ့နှုတ်ပြင်ပေးဖို့တဲ့မြေပုံပါ။သူတို့ရဲ့ရေချောင်းသွားလာရေးစွမ်းရည်ကမိသားစုမျိုးဆက်တစ်ခုကနေနောက်တစ်ဆက်ကိုလှုပ်ဝက်စွာလက်ဆင့်ကမ်းတဲ့အသိပညာပေါ်မှာတိဆောက်ထားပါတယ်။ KBO Scabar လို့ခေါ်တဲ့ရိုးရကြပြားတွေ၊သချင်းတွေထဲမှာရေစီးချောင်းတွေ၊ဂန်ယိုရန် ပုံတံတွေ၊အန်နီယယ်ရှိတဲ့ကြောက်တန်းတွေရဲ့ဒီနေရာတွေကိုမှတ်သားထားခဲ့ပါတယ်။ဒါသူတို့ရဲ့ဦးနောက်ထက်ကမြေပုံလို့ဆိုနိုင်ပါတယ်။ ဒါအပြင်တချို့သမိုင်းပညာရှင်တွေက Viking တွေဟာ Radio လိုနည်းပညာလိုခေါ်ဆိုနိုင်တဲ့ Cribell လိုရုပ်ထုတွေအမှတ်သားတွေကိုအသုံးပြုခဲ့ကြတယ်လို့ယုံကြည်ကြပါတယ်။ဒီအမှတ်သားတွေဟာရေစီးကြောင်းရဲ့ပြင်အားကိုဖော်ပြပေးပြီးတော့ရေရင်တွေရဲ့ဘေးကင်းရေးကိုကူညီခဲ့တယ်လို့ယူဆရပါတယ်။ဆိုလိုတာက Viking တွေဟာမြေပုံတွေကိုစက္ကူပေါ်မှာမဆွဲဘဲနဲ့ရေပြင်ပေါ်မှာမှတ်သားထားခဲ့ကြတာဖြစ်ပါတယ်။ Viking တွေရဲ့ရေကြောင်းစွမ်းရည်ကရိုးရိုးခီးသွားတာမဟုတ်ဘဲစစ်ပွဲတွေအတွက်ပါအဓိကဖြစ်ပါတယ်။သူတို့ရဲ့ Hit and Run ထက်တဲ့ဟာ တမောရှိတွေရဲ့အားသာချက်ပေါ်မှာတိဆောက်ထားပါတယ်သူတို့ကမြစ်ချောင်းတွေထဲကိုတိတ်တဆိတ်ဝင်ရောက်ပြီးတော့ဂုံနေပိုင်းမျိုးကြီးတွေကိုနေချင်းညာချင်းတိုက်ခိုက်လေရှိပါတယ်ရန်သူအားဘဲကလာမှမသိတဲ့တိုက်ခိုက်ခံရတဲ့အတွက်ခုခံဖို့အချိန်မရခဲ့ပါဘူးတိုက်ခိုက်မှုအောင်မြင်တာနဲ့တပြိုင်တည်းတမောတွေကိုရေဒိန်ပိုင်းကနေလင်းမြန်ဆွဲထုတ်ပြီးတော့ပင်လယ်ထဲကိုအလွယ်တကူပြန်ထွက်သွားနိုင်ခဲ့ပါတယ်ရေပင်တိုက်ပွဲတွေမှာလည်း ဘိုက်ကင်တင်မောရှိရဲ့ပေါ်ပါမှုကအားသာချက်ဖြစ်ခဲ့ပါတယ်တင်မောချင်းချင်းကပ်ပြီးစစ်တီတွေကိုရန်သူတင်မောပေါ်ခုံတက်တာလိုမျိုးနီးဗျူဟာတွေကိုအသုံးပြုခဲ့ကြပါတယ်ဒီလိုမြန်ဆန်ပြောင်းလဲပြင်လဲရှိတဲ့ရေချောင်းစစ်စင်ရေးဗျူဟာတွေကြောင့်ဘိုက်ကင်တွေဟာဥရောပတခွင်ကိုအလွယ်တကူစိုးမိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်သူတို့ရဲ့ရေချောင်းစွမ်းရည်ဟာရိုးရိုးစီးနှင်းတိုက်ခိုက်မှုတွေနဲ့ပဲရက်တံမသွားခဲ့ပါဘူးသူတို့ဟာဒီစွမ်းရည်ကိုအခြေခံပြီးတော့အင်ပါယာတွေတည်ထောင်ခဲ့ကြတယ်ကမ္ဘာမြေပုံကိုပြောင်းလဲပစ်ခဲ့ကြပါတယ် သူတို့ရဲ့လောင်းရှစ်တွေသာမရှိခဲ့ရင် အိုက်ဇလန်လိုသမုဒ္ဒရာလည်းကကျွန်းနေမှာဘိုက်ကင်းတွေခြေချနေတိုင်းမှာမဟုတ်ပါဘူး။အိုက်ဇလန်ကနေတဆင်အလွန်ဝေးကွာပြီးပုံမကျန်းတဲ့ဂရင်းလန်းကိုစူးစမ်းရှာဖွေခဲ့ကြပါတယ်။အဲဒီကနေမှတဆင်သူတို့ဟာခရစ်စတိုဘာကိုလံဘတ်တဲ့နှစ်ပေါင်း900ကျော်စောပြီးမြောက်အမေရိကကိုပါစွန့်စားသွားရောက်ခဲ့ပါတယ်။သူတို့ဟာရေခဲပြင်ကိုဖောက်တွင်းတဲ့သင်္ဘောပညာနဲ့ခက်ခဲတဲ့လမ်းညွန်မှုနီးလမ်းတွေကြောင့်သာဒီခရီးတွေကိုအောင်မြင်ခဲ့တာပါ။ဒါအပြင်ပြင်သစ်မြေပေါ်မှာ ဘိုက်ကင်းကောင်းဆောင်ယူရိုကဒီချောင်းအားသာချက်ကိုအသုံးချပြီးတော့မြေချောင်းတွေကနေတစဉ်စီးနင်းခဲ့ရာကနေဗြိတိသျှကိုနောက်ပိုင်းကျူးကျော်ခဲ့တဲ့နော်မန်ဒီနယ်မြေကိုတည်ထောင်နိုင်ခဲ့ပါတယ်။ဒီလိုခြေချနေတိုင်းမှုတွေကြောင့်ဘိုက်ကင်းတွေဟာပင်လယ်ဓားမြတ်တက်မဟုတ်ဘဲနဲ့ကြီးမားတဲ့လူဖွဲ့စည်းကိုတည်ဆောက်ခဲ့တဲ့စူးစမ်းရှာဖွေသူတွေဖြစ်တယ်ဆိုတာကိုပြသနေပါတယ်။ဒီဘက်ကမှာတော့ကျွန်တော်တို့တွေမှာ GPS တွေ၊ radar တွေ၊မိုးလေဝသဂြိုလ်တွေရှိနေပါပြီ။ဒီလိုခမိနည်းပညာတွေနဲ့စဉ်းစားကြည့်ရင် ဘိုက်ကင်းတွေရဲ့စွမ်းဆောင်ရည်ဟာဘလောက်အံ့အားသင့်စရာကောင်းလဲဆိုတာပိုပြီးသိတာလာပါတယ်ခင်မီရေချောင်းပညာရှင်တွေကဘိုက်ကင်းအသင်းမောမှုတွေကိုချီးကျူးဂုဏ်ပြုကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာတဘာဝကိုလက်နက်အဖြစ်သုံးပြုခဲ့ကြလို့ပါ။နေလကျဲနေလဒီလိုတဘာဝလက္ခဏာတွေကိုသာအားကိုးပြီးတော့ရှီလျားတဲ့လက်တီကျူကိုမှန်ကန်စွာထိန်းထားနိုင်ခဲ့တာခင်မီနည်းပညာတွေမရှိခဲ့တဲ့အချိန်ကာလအတွက်တော့မဖြစ်နိုင်တဲ့အောင်မြင်မှုတစ်ခုလို့ဆိုရပါမယ်။ဒုသဖြင့် ဆန်စတုန်းနဲ့ပတ်သက်တဲ့သီအိုရီယာဆိုရင်ခင်မီသိပ္ပံပညာရှင်တွေကိုပါစိတ်ဝင်စားစေခဲ့ပါတယ်။တဘာဝပစ္စည်းတစ်ခုကိုအသုံးပြုပြီးဘိုးအုပ်နေတဲ့နေ့တွေမှာလမ်းကြောင်းရှာနိုင်ခဲ့တဲ့သူတို့ရဲ့အစွမ်းဟာ Viking ခေတ်ရဲ့လှုပ်ဝက်ချက်အဖြစ်ဒီနေ့ထိကျန်ရှိနေပါသေးတယ်။သူတို့ရဲ့ရေကြောင်းစမ်းရည်ကခေတ်သစ်ကဘာပေါ်မှာပါကြီးမားတဲ့အမွေအနှစ်ကိုကြံရစ်ခဲ့ပါတယ်။ဥပမာသူတို့ရဲ့တင်မောတီဆောက်ရေးပုံစံကနောင်လာမယ့်ဥရောပရဲ့အနဝါစူးစမ်းရှာဖွေရေးခေတ်မှာအသုံးပြုခဲ့တဲ့တင်မောဒီဇိုင်းများတွေအခြေခံပုံစံဖြစ်လာခဲ့ပါတယ်။ဒါပြင်အင်္ဂလိပ်လိုပြောနေတဲ့ ရေချောင်းဆိုင်ရာဩဝါဒအချို့က Viking ဘာသာစကား Onos ကနေဆင်းသက်လာတာမျိုးတွေလည်းရှိပါတယ်။ရေးကြီးဆုံးကတော့ Viking တွေဟာပင်လယ်မြေကိုကြောက်ရွံ့ခြင်းတဲ့စွန်းစားခြင်းနဲ့စူးစမ်းရှာဖွေခြင်းအတွက်လှုံ့ဆော်မှုကိုပေးခဲ့ပြီးတော့ကမ္ဘာသမိုင်းမှာရေချောင်းခီးစဉ်တွေရဲ့ခန်းကဏ္ဍကိုအပြီးတိုင်ပြောင်းလဲပစ်ခဲ့တာပဲဖြစ်ပါတယ်။ Viking စစ်သည်တော်တွေကသမိုင်းရဲ့ရေချောင်းသွားလာရေးဆရာကြီးတွေဖြစ်ခဲ့ကြပါတယ်။ခေမိန်နေပညာတွေမရှိဘဲနဲ့သမုဒ္ဒရာနဲ့တသားတည်းနေထိုင်ခဲ့ကြတဲ့သူတို့ရဲ့စွမ်းရည်တတ္တိနဲ့စွန်းစားစိတ်ကိုကျွန်တော်တို့ဂုံပြုရမှာပဲဖြစ်ပါတယ်။ ူချင်းမင်းတို့အနေနဲ့က Viking City Royal တွေကြောင်းနားထောင်ပြီးဘလို့ထင်ကြလဲဆိုတာကို comment မှာဖြေပေးခဲ့ကြပါဦးဒီလိုမျိုးသမိုင်းဆိုင်ရာအံ့အားသင့်စရာလိုဝက်ချက်တွေကိုဆက်လက်နားဆင်ခံစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ BOC Entertainment Channel လေးကို Subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုထူးကျေးဇူးတင်ပါတယ်